အလုံးမဲမင်္ဂလာပါရှင်အသက် channel မှာကြိုဆိုပါရစေအပတ်စဉ် Sunday တိုင်းမှာရင်းချက်ဗီဒီယိုတင်ပြီးနေ YouTube channel ဖြစ်ပါတယ်အဲဒီဒီပဲ Sunday မှာတော့ကျွန်တော်အခါရက်မှာလောက်ခဲ့တဲ့ချိုပွဲလေးကြောက်ကြောလေးတွေကိုလောက်တာလေးကိုဗီဒီယိုလေးရိုက်ထားပါတယ်ဒါလေးတင်ပြီးသားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ကြောက်ကြောကို first time ထူတာပါအဲ့တော့ဟို sharing လောက်တာမဟုတ်ပဲနေကျွန်တော်လောက်ထားတာလေးကိုဘလော့လေးဗီဒီယိုလေးရိုက်ပြီးဘလော့နေနေတင်တာပဲဖြစ်ပါတယ်အဲ အချိုးစားတွေကတော့ကြောက်ကြောထုံမှရေးထားတဲ့အတိုင်းပဲထည့်တာပါအမေကိုမေးပြီးတော့မသိတာလေးတော့အမေကိုမေးပြီးထည့်လိုက်ပါတယ်အဲကျွန်တော်ကဒီဟာပထမဆုံးလောက်တာဆိုတော့လေတကြားရေကြောက်ကြောမှုန့်ရေအုံးလို့ရခိုင်းရောထည့်ကြိုထားလိုက်ပါတယ်စားလေးနည်းနည်းတော့ထည့်ပါတယ်ပြီးတော့အရင်ပပတ်ဆူအောင်ကြိုရဲပေါ့နော်အဲဒါတွေအကုန်လုံးကကျွန်တော်ကြောက်ကြောမှုန့်ထုတ်ရဲ့အညွတ်မှာပါတဲ့အတိုင်းဖတ်ပြီးတော့ရေအချိုးစားကလည်းသူ့မှာရေးထားတဲ့အတိုင်းပဲဖတ်ပြီးတော့လိုက်ထည့်ထားဖြစ်ပါတယ်အဲကျောင်းထုံးမှာတော့ရေက1လီတာခွဲထည့်ရမယ်လို့ရေးထားလို့မြင်ကျွန်တော်ကဒါ1လီတာခွဲပဲထည့်ထားတာပါ နည်းနည်းမမခက်ခဲတောင်းတမမလေးလူစင်လို့ပါကိုကနူးညံ့အီရာလေးကြိုက်တယ်ဆိုရင်တော့သူ့ရေရှိုးစားတိုင်းအတိကြထဲပေါ့နော်ကျွန်တော်ကတော့ဒါအညွန့်ဖက်ပြီးတော့ကိုလို့ချင်တာလုပ်တဲ့ဖွဲ့ရပါကြောက်ကြောက်ထိုးနေနေမှာစိတ်ကူးပေါက်ပြီးတော့တက်ဝက်ကြမှာခွဲပြီးတော့ကြောက်တလုံးဖောက်ပြလိုက်တာပါကြောက်ကြောက်ကြောက်ထိုးနေဆိုပြီးတော့အဲကျူနင်းတလက်နဲ့ကြောက်ကိုထောက်ခေါက်တာဆိုတော့ကြောက်ကမကြည့်သွားတဲ့အတွက်အဖက်လိုက်လေးတော့ဖြစ်နေပါတယ်ဒါမဲ့ကြောက်နေသူတော့လှရဲထင်တာပါပဲ ဒါကကြောက်ကြောက်ကြုံနေရင်းနဲ့ကျွန်တော်ရောစရာကာလာထက်စရာအယောင်လဲပြောစရာလဲမရှိရနဲ့စိတ်ထဲမှာစဉ်းစားရင်ရှိတာကိုကောက်ထည့်ပြီးတော့ကြိုလိုက်တာပေါ့နော်နောက်တော့မှ YouTube မှာပြန်ရှာကြည့်တော့ကြက်ဥကြောက်ကြောက်ထိုးတာလည်းရှိတယ်ပေါ့နော်ဒါပေမဲ့တင်ပြထိုးတာတော့ကျွန်တော်ထပ်ပူလာပါတယ်နောက်တစ်ခေါက်ကြရင်တော့လက်လာလေးဖြစ်အောင်ထပ်ထိုးပါအောင်မယ်ကျုပ်ထည့်ပြီးတော့မှွေထားကြပြီဆိုရင်တော့ဒါဘန်နဲ့ကိုထည့်ပြီးအေးခံလိုက်ပါတယ် ါတော့ကျဲဥကြောက်ကြောဖြစ်သွားပါတယ်ဘန်းကိုတော့အောက်အောက်ခြေညီညီတဲ့နေရာမှာပဲအေးသွားခံထားပါတယ် ဒါကခုနတအိုးကျူပြီးတော့တဝက်ခွဲထားလိုက်တာပေါ့နော်ခွဲထားတဲ့တဝက်ကိုဒီမှာပေါင်ပေါင်းနဲ့ကြက်ဦးနဲ့ထည့်ရောပြီးတော့ပေါင်ပေါင်းကြောက်ကြောက်ဆိုပြီးကျွန်တော်ထပ်လုပ်လိုက်ပါတယ်ဒါတော့တစ်ခါမှဘယ်မှမလေးမစားဘူးတွေ့လည်းမတွေ့ဘူးပါဘူးကြားလည်းမကြားဘူးပါဘူးကျွန်တော်ဘာသာရှိလို့ထည့်ပြီးတော့ကျူလိုက်တာပဲဖြစ်ပါတယ်ပေါင်ပေါင်းတစ်ချက်ကိုခြေပြီးတော့ကြက်ဦးလုံးနဲ့ခလောက်ပြီးတော့ဒီကြောက်ကြောက်နဲ့ထည့်ကျူလိုက်တာပါ ပြီးတော့ရင်တော့ဘန်းမရှိတော့ရတဲ့အတွက်စလုံးထဲမှာထည့်ပြီးတော့အေးခံပါတယ် ါတော့ကျွန်တော်ကြောက်ကြောတထုပ်ကိုသုံးမျိုးရောထိုးထားတာပါသူများလို့3 color တော့မဟုတ်ဘူးသုံးပန်းဖြစ်သွားပါဗောနော်ဒါကပေါင်ပေါင်းကြောက်ကြောပါထိုးသမျှကြောက်ကြောသုံးမျိုးထဲမှာဒါအကြိုက်ဆုံးပါပဲပူတင်းနဲ့ပူစင်ပါတယ်ပေါင်ပေါင်းထည့်လိုက်တဲ့ခက်ခဲတိတ်တိတ်လေးနဲ့အရသာလေးလေးလေးပို့ကောင်းပါတယ်ဒါကတော့ကြောက်ကြောကြောပါဒါကတော့ကြိုးထားတဲ့အုံလို့ကြောက်ကြောတော့နည်းနည်းခွဲပြီးပြန်အေးအေးခံလိုက်တာပါအရင်ဆုံးခွဲပြီးအေးအေးခံလိုက်တာဗောနော်အုံလို့ကြောက်ကြောဆိုပြီးနည်းနည်းလေးပါအောင်လို့ပါ ကြားအညုံနဲ့တုံးလာဖြစ်တဲ့အတွက်ကြောက်ကြောအယောင်ကနည်းနည်းညစ်နေပေါ့နော်ကြီးကြီးလေးဖြစ်နေတာပါကြားအဖြူကချွတ်ဆေးပါလို့ကျွန်တော်ကမတုံးပါဘူးလှကျင်နေဆိုရင်တော့အဖြူနဲ့ပဲတုံးပါကျုံထည့်ထားပေမဲ့ကျုံညီငံမရပါဘူးเนาะအကြောင်းလာတဲ့ဆိုရမှာပဲကျွန်တော်စားကြည့်ရတော့ပုံမှန်အုံလို့ကြောက်ကြောက်လို့ပါပဲကျုံထည့်လာတော့ပုံမှန်အုံလို့ကြောက်ကြောက်ပါတော့ ဒါတော့အသုံးမျိုးစုံပါချက်ဥကြောက်ကြောပေါင်မောင်းကြောက်ကြောအုံမျိုးကြောက်ကြောပါကျွန်တော်မောင်းလို့တော့ဒါတကြံအခါရက်ထဲမှာလောက်တာဖြစ်တဲ့အတွက်ညနေဘက်မှာကြောက်ကြောက်ကြူပြီးတော့မနေ့ကဖုန်းတန်းစုံလောင်းဖို့ရုပ်ွဲလောက်ထားပဲဖြစ်ပါတယ်ထူထားရဲ့ကြောက်ကြောက်လေးကိုကျွန်တော်ဘူးလေးတွေနဲ့စီပြီးတော့ဒီလိုမျိုးလေးထည့်ထားတာပါ ဒါကတော့မနက်ခင်းဆုံးလောင်းဖို့အတွက်ဘူးရဲကိုထည့်ထားတဲ့ကြောက်ကြောလေးတွေပါကြောက်ကြောမျိုးစုံဖြစ်သွားပါတယ်အဲအခုလိုအဆုံးထိကြည့်ပြီးကြားရတဲ့ကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲတက်ဆိုင်စန်းဒီတိုင်းမှာထပ်မံဆောင်တွေ့ကြမယ်နော်အားလုံးမတက်တာ